မင်္ဂလာပါခင်ဗျရှမ်းကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ကအကြမ်းဖက်ရေးမူကိုဆွဆွမြင်းမြင်းကန်ခဲ့ပေမဲ့လက်နက်ကိုင်းတော်လန်နေတဲ့သူတွေအပေါ်စာနာနားလည်မှုရှိတယ်လို့ NLD ဗဟိုအလုပ်မှုဆောင်ဦးဟန်တာမြင့်ကပြောဆိုထားပါတယ် မြန်မာနိုင်ငံရဲ့အခြေအနေကအာဆီယံအတွက်ဖိအားအများဆုံးနဲ့ဖြစ်ရှင်းလို့မရနိုင်တဲ့စိန်ခေါ်မှုဖြစ်တယ်လို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကထုတ်ပြောလာပြန်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့လူထုကောင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကအကြမ်းမဖက်ရေးမူကိုဆွဲဆွဲမြဲမြဲကန်ခဲ့ပေမဲ့လက်နက်ကင်တော်လန်နေတဲ့သူတွေအပေါ်စာနာနားလည်မှုရှိတယ်လို့ NLD ဗဟိုအလုံးမှုဆောင်ဦးဟန်သာမြင့်ကပြောဆိုထားပါတယ်။ဒါကိုတော့ အမျိုးသားညီညွတ်အစိုးရရဲ့မီဒီယာတစ်ခုဖြစ်တဲ့ PVTV စောင်းပါကဏ္ဍမှာ NLD ဗဟိုအလုံးမှုဆောင်ဦးဟန်တာမြင့်ကပြောဆိုရေးသားထားတာပါလက်ရှိလူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်အနေနဲ့သူမကိုယ်တိုင်လက်နက်ကင်တော်လန်ရေးကိုစွန့်လွတ်ထားပေမဲ့လက်နက်ကင်ပြီးတော်လန်နေရတဲ့သူတွေအပေါ်စာနာနားလည်မှုရှိတယ်ဆိုတာကိုပြသခဲ့သလိုနဝတခင်မှာအာနာသိမ့်ပြီးတဲ့နောက်ပိုင်း NLD ကပြန်ပြီးခေါင်းဆောင်တဲ့အချိန်မှာလေအထီးကအနေအဆုံဖြစ်အောင်ဒေါအောင်ဆန်းစုကြည်ကအကြမ်းဖက်ရေးမှုကိုဆွဆွဲမြဲမြဲကင်ခဲ့ပေမဲ့ မဖြစ်မနေမှုလို့လက်နက်ကင်ပြီးတော်လန်နေရတဲ့သူတွေအပေါ်စာနာနားလည်မှုရှိတယ်ဆိုတာကို1998ခုနှစ်မဲသဘောတိုက်ပွဲအတွက်ထုတ်ပြန်ချက်ကထဲကပြသခဲ့ပြီးဖြစ်တယ်လို့ဥဟန်တာမြင့်ရဲ့စောင်းပါးမှာရေးသားထားပါတယ်။အခုလေ2021ခုနှစ်မှာစစ်တကမတရားအာဏာသိမ်းပြီးပြည်သူတွေကိုအကြမ်းဖက်မှုတွေလုပ်လာတဲ့အခါပြည်သူတွေတဲကပြည်သူတွေဟာ တိုင်းရင်းသားလက်နက်ကင်တွေနဲ့ပူးပေါင်းပြီးမဖြစ်မနေအခြေအနေမို့လက်နက်ကင်လမ်းစဉ်ကိုရွေးလိုက်ရတယ်ဆိုတာဒေါအောင်ဆန်းစုကြည်အနေနဲ့နားလေသဘောပေါက်ထောက်ခံမယ်ဆိုတာကိုအပြည့်အဝယုံကြည်ပါတယ်လို့လည်းဥဟန်သာမြင့်ရဲ့စောင်းပါမှာဆက်လက်ရေးသားထားပါတယ်။ဒါနဲ့ပတ်သက်ပြီးတစ်ဖက်ကစစ်တပ် lobby တွေနဲ့စစ်တပ်ကငွေကြေးထောက်ပံ့ပေးထားတဲ့မီဒီယာအမေရိကန် lobby တွေကတော့ဒေါအောင်ဆန်းစုကြည်အနေနဲ့ CRPH UNG တို့ကိုမသိရှိဘူးဆိုပြီးစေကောင်စီတရားရုံးမှာထွက်ဆိုထားတယ်ဆိုတာမျိုးတွေနဲ့ MG နဲ့ CRPH ကိုဒေါအောင်ဆန်းစုကြည်ကမထောက်ခံမှုဆိုတာမျိုးတွေကိုလိန်လေဝါဒဖြတ်မှုတွေအချိန်မြင့်လှုပ်ဆောင်လာနေပြန်တယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့မြန်မာနိုင်ငံရဲ့အခြေအနေကအာဆီယံအတွက်ဖိအားအများဆုံးနဲ့ဖြည့်ရှင်းလို့မရနိုင်တဲ့စိန်ခေါ်မှုဖြစ်တယ်လို့အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကထုတ်ပြောလာပြန်ပါတယ် ဒါကိုတော့ဇွန်လ19ရက်နေ့ဖြစ်တဲ့မနေ့ကပြုတ်လုတဲ့မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့ကနိုင်ငံပေါင်း25နိုင်ငံတက်ရောက်တဲ့အာရှပစိဖိတ်အစည်းအဝေးမှာအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကပြောသွားတာပါလက်ရှိမြန်မာနိုင်ငံမှာပြပွားနေတဲ့နိုင်ငံရေးအချက်အတဲနဲ့ပဋိပက္ခအခြေအနေတွေဟာပြအားအများဆုံးနဲ့ဖြည့်ရှင်းလို့မနိုင်တဲ့စိန်ခေါ်မှုဖြစ်နေပြီးအာဆီယံအနေနဲ့မြန်မာရေးဖြည့်ရှင်းဖို့တိထပ်ပူပြီးပြင်းပြင်းထန်ထန်လုပ်ကင်ဆောင်ရွက်ဖို့အရေးကြီးလိုအပ်တယ်လို့လည်းအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်က ာရှပစိဖိတ်အစည်းအဝေးမှာထုတ်ဖော်ပြောဆိုတော့ပါလိမ့်ခင်ဗျာတဖက်မှာတော့ချင်းတော်လန်ရေးလက်နက်ကင်အားလုံးစူးစီးညီညွတ်မှုနဲ့ဘုံရန်သူအကြမ်းဖက်စစ်ကောင်စီကိုတော်လန်တိုက်ထုတ်သွားဖို့ချင်းတပ်ဖွဲ့18ခုကပူးတွဲကြီးညာလိုက်ပါတယ်။ဒါကတော့ဇွန်လ19ရက်နေ့ဖြစ်တဲ့မနေ့ကပဲချင်းပြည်နယ်မှာရှိတဲ့ CDF ဟာခါ CDF မတူပီ CDF ကလေးစတဲ့အဖွဲ့တွေအပါအဝင်ချင်းတပ်ဖွဲ့18ခုကပူးတွဲကြီးညာလာတာပါ။အဓိကကတော့ လက်ရှိနှွေဦးတော်လန်ရေးရဲ့အဓိကပန်းနိုင်ဖြစ်တဲ့ဘုံရန်သူအချက်ဖက်စကောင်စီတက်အမြင့်ပြတ်ချုပ်ငိမ့်ရေးနဲ့စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်လာရေးအတွက်ချင်းမြန်မာရှိတဲ့လက်နက်ကိုင်တွေအားလုံးအချင်းချင်းပုတ်တိုက်မှုတွေနဲ့အငင်းပွားမှုတွေကိုရှောင်ရှားပြီးနေမြေအငင်းပွားမှုတွေကိုလည်းနိုင်ငံရေးနည်းနဲ့ဆွေးနွေးအပြေရှာညှိနှိုင်းပြီးတော့လက်ရှိအဓိကပန်းနိုင်ဖြစ်တဲ့ဆရာနာရှင်စနစ်ချုပ်ငိမ့်မှုအတွက်ကဘုံရန်သူကိုအားလုံးစီစီလုံးလုံးညီညီညွတ်ညွတ်နဲ့တော်လန်တိုက်ထုတ်သွားဖို့ ချင်းတပ်ဖွဲ့18ခုကပူးတွဲကြီးညာလာတာပဲဖြစ်ပါလိမ့်ခင်တဖက်မှာတော့မန္တလေးတိုင်းတောင်သာမြို့နယ်အတွင်းကလမ်းပိုင်းတနေရာမှာအချက်ဖက်စကောင်စီတပ်ကတက်ကြွကြီးအောင်ဖြိုးဆိုတဲ့သူကိုတော်လန်ရေးတပ်တွေကအရှင်ဖမ်းဆီးရရှိခဲ့တယ်လို့တောင်သာမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့ဇော်လ18ရက်နေ့ကပဲတောင်သာမြို့နယ်အတွင်းကလမ်းပိုင်းတနေရာမှာ တောင်သားမြို့နယ်ပကပရဲဘော်တွေကလမ်းမိုင်းလုံခြုံရေးစစ်ဆေးနေတဲ့အချိန်အကြံဖတ်စစ်ကောင်စီတပ်ကတာကရတက်မတော်အကြီးစားစက်ယုံရဲ့တက်ချက်ကြီးအောင်ဖြိုးဆိုတဲ့သူကိုအရှင်ဖန်းစီရရှိခဲ့တယ်ဆိုပါတယ်။အဲ့ဒီတက်ချက်ကြီးအောင်ဖြိုးဆိုတဲ့သူစီကနေတတိယကအထောက်အထားတွင်နဲ့မြမစီးပွားရေးဗန်စာအုပ်မှတ်ပုံတဲရင်မောင်းလိုင်စင်စတာတွေပါတင်စီရရှိထားပြီးလက်ရှိမှာတော့သူကိုတော်လန်ရေးတက်တွေကထိမ့်သိမ့်စစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေပါတယ်လို့လေတောင်သာမြို့နယ်ပကဖားရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျာ။ တစ်ဖက်မှာတော့ပကိုးတန်းတောင်ငူမြို့နယ်ကန်းဒီဂုံမင်းအိုင်ကျေးရွာအနီးမှာလန်ကင်းယူထားတဲ့အကြပ်ဖက်စစ်ကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေကတိုက်ခိုက်ချင်းမိုးရမှာစေကောင်စီတပ်သားနှစ်ဦးကတော့ပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတဲ့နောက်စစ်ကောင်စီတပ်သားတွေဟာကစင့်ကလေးရတွေဖြစ်ကုန်ကြတယ်လို့တန်တောင် PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇော်လ18ရက်နေ့ကပဲတောင်ကူမြို့နယ်ကန်းဒီဂုံမင်းအိုင်ကျေးရွာအနီးမှာ ခက်ဒီဒီနဲ့လုံကြုံရေးလန်ကင်းဆိုပြီးရောက်လာတဲ့စေကောင်စီတပ်သားတွေကိုတော်လန်ရေးတပ်တွေကတတ်ခိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတတ်ခိုက်မှုအတွင်းစေကောင်စီတပ်သား၂ဦးကတော့နေရာမှာနေပွဲချင်းပြီးတွေကိုတိတ်ကုန်ကြတဲ့အပြင်နောက်ထပ်ဒဏ်ရာရတဲ့သူတွေပါရှိသွားပြီးတဲ့နောက်စေကောင်စီတပ်သားတွေဟာဂစင်ကလေးရတွေဖြစ်ကုန်ကြတယ်လို့တန်တော် PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ မြန်မာတရုတ်နယ်စပ်ကမိုင်းပေါက်ဒေသမှာ UWSA ဝါတပ်ဖွဲ့ကမြေရှားတပ်ထူ24မှုကိုရှစ်ဆတိုးချဲ့ပြီးလှုပ်ဆောင်လာတယ်လို့ရှမ်းလူအခွင့်ရေးမန်နိုင်အဖွဲ့ကထုတ်ပြန်လာပါတယ်။ဒါကတော့အခု2025ခုနှစ်မှာရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့မြန်မာတရုတ်နယ်စပ်အနီးမိုင်းပေါက်ဒေသမှာ UWSA ဝါတပ်ဖွဲ့ကမြေရှားတပ်ထူ24မှုကို ရှစ်ဆတိုးချဲ့ပြီးလှုပ်ဆောင်လာတဲ့အတွက်ဒေတာတွင်ရေအရင်းမြစ်ကိုအနေရှိလာနိုင်နေဆိုပြီးတော့လဲထုတ်ပြန်ချက်ထဲမှာဆူထားပါတယ်။အဲ့ဒီမိုင်းပေါက်ဒေတာကမြေရှားတပ်ထု2ဖော်ရေးလုပ်ငန်းတွေဟာ UWSA Water ဖွင့်နဲ့တရုတ်နိုင်ငံအကြားဒေတာတွင်သဘောတူညီချက်နဲ့တရုတ်ကြောထောက်နောက်ခံပြုတဲ့တပ်ထု2ဖော်ရေးကုမ္ပဏီတွေကစစ်ကောင်စီပါဝင်ခြင်းမရှိဘဲမြေရှားတပ်ထုတွေကိုတူဖော်ပြီးတရုတ်နေဆက်ဖြတ်ကျော်တည်ယူပို့ဆောင်ခွင့်ပြုထားတဲ့အခြေအနေဖြစ်တယ်လို့လည်းရှန်လူအခွင့်အရေးမှန်တိုင်းအဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်ခင်ဗျ။ ုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ